ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Would you marry me ဆိုတဲ့ drama လေးကို recap လုပ်ပေးပါဖြစ်ပါတယ်အပိုင်းနှစ်အပိုင်းနှစ်ကတော့အိမ်မက်ထဲမှာကာတိုင်မှုတစ်ခုကြောင့်တေးဆုံးခဲ့ရတဲ့ကင်ဝင်ဂျူတို့မိသားစုရဲ့အခန်းနဲ့စာဖွင့်ထားပါတယ်လက်ရှိမှာတော့ကင်ဝင်ဂျူကမယ်ရီရဲ့ရုပ်တရက်အဆုပ်ပြုချက်ကိုညှင်းပယ်ခဲ့ပြီးဒါဟာလင်းလန်းမှုပဲလို့ဆွဆွဲခဲ့ပါတယ်တစ်ဖက်မှာလည်းကင်ဝင်ဂျူရဲ့အဖွားကသူ့အကိုတဝန်းခွဲကိုနေရာဖယ်ပြီးကင်ဝင်ဂျူကို marketing ဌာနရဲ့အဖွဲ့မှုတစ်အဖြစ်ခန့်အပ်ထားပါတယ် ါကိုမကျေနပ်တဲ့သူ့အတော်ဖြစ်သူကသူတို့အဖွာကိုစောရကလာတက်ပါတယ်။ခဏကြာမှတော့ကင်ဝူဂျူဟာဆေးရုံအပြင်ဘက်မှာဆံဝမလေးကိုဂရီအတိုင်းကော်ဖီဝတ်တိုက်ရင်းလမ်းလျှောက်နေစမှာခလီမလေးတစ်ယောက်ကပြေးလာရင်းနဲ့လမ်းမှာချော်လဲသွားပါတယ်။ဒီချိန်မှာကင်ဝူဂျူဟာချော်လဲသွားတဲ့ခလီမလေးရဲ့အိမ်မှာဆွဲထားတဲ့ရုပ်လေးကိုမြင်ပြီးသူ့ငယ်ဘဝကိုပြန်သတိရသွားပါတယ်။ကားမတော်တဆမှုကြောင့်ဆေးရုံမှာသူတစ်ယောက်ပဲအသက်ရှင်ကျန်ခဲ့စဉ်အမည်မသိကောင်မလေးတယောက်ကသူ့ကိုနှစ်သိပ်ပေးဖို့အယုတ်လေးတယောက်လာပေးခဲ့တာကိုပြန်မြင်အောင်မိခဲ့ပါတယ် နောက်တနေ့မှာတော့ဂင်မူဂျူဟာအဖွဲ့မှုအသစ်ဖြစ်သူ့ဖွားရဲ့ကုမ္ပဏီမှာအလုပ်စဆင်ပါတော့တယ်။ကုမ္ပဏီစီးဝဲမှာတော့သူ့ကိုဝမ်ကွဲအောင်ဆိုကသူတို့ထုတ်ကုန်တဲ့ရဲ့ထုတ်ပို့မှုဒီဇိုင်းကမိုဘိုင်းကွဲတက်တန်းကုန်နေပြီဆိုပြီးတက်တန်းတိုးဖို့သတိမှတ်ထားမိခဲ့တဲ့အဖွဲ့မှုအသစ်ကင်မူဂျူကိုအပြစ်ပုံချခဲ့ပါတယ်။ထုတ်ကုန်ဒီဇိုင်းကိုမယ်ရီကုမ္ပဏီကဆွဲတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဝမ်ကွဲအကူအွန်ဆိုကမယ်ရီကုမ္ပဏီကိုဒီဇိုင်းမိုဘိုင်းကွင်ဈေးကိုမူရင်းဈေးထက်အဆ90တင်ပေးဖို့ကိုနောက်ွယ်ကနေဖုံးဆက်ထားပါတယ်။ ဒီဇိုင်းမူဝင်ခွင့်ကိုညှိနှိုင်းဖို့ခင်ဝီဂျူနဲ့မယ်ရီတို့စကားပြောကြပါတော့တယ်။နောက်ဆုံးမှာဒီဇိုင်းကိစ္စအဆင်ပြေသွားပြီးအပြန်အလှန်အနေနဲ့ခင်ဝီဂျူကကုန်နိုင်စုချင်းမြင်ပွဲမှာမယ်ရီအမျိုးသားဖြစ်ဟန်ဆောင်ပေးဖို့သဘောတူလဲရပါတယ်။ပွဲနေ့မှာကုန်နိုင်မန်နေဂျာကသူတို့အတွက်ကိုတည်တည်ချာချာလေးစစ်ဆေးနေပြီးတန်တရာအနေငယ်ဝင်လာပါတယ်။ဒီအချိန်မှာခင်ဝီဂျူဟာဖုံပြောခြင်းအောင်ဆောင်ပြီးလင်းရင်နဲ့ပြန်လာချိန်မှာသူ့ဘေးကောင်ကထိုင်တဲ့လူက ကုသယောဂတခုကိုကုသခံရသူဖြစ်လို့သူ့ကိုပါတရိထာနေထိုင်ဖို့အတွက်လေကြောင်းလိုက်ကဖုံးဆက်သတိပေးတာပါလို့မန်နေဂျာကိုပြောပြီးစုပွေးပွဲကိုမတ်စတာအုပ်ထုပ်ဆောင်ပြီးဆုလက်ခံခဲ့ကြပါတယ်။ဒီလိုနဲ့လူတွေလည်းသိတဲ့တိမထားမိခဲ့ကြပါဘူး။ပြီးတော့ဂုံတိုက်ဒရိုက်တာကသူတို့ကိုကန်ဆမ်းမဲ့ပေါက်ထားတဲ့အစိမ်းခံအင်ဂျီစီကိုခေါ်သွားခဲ့ပါတယ်။အင်ကိုရောက်ရှိတဲ့အချိန်မှာတော့ပေါက်မဲရဲ့စီမင်းစည်းကမ်းတွေဖြစ်တဲ့ရက်90အတွင်းရောင်းချလို့မရကြောင်းနဲ့ မကြာခဏအစသလိုကုမ္ပဏီဘက်ကလည်းသူတို့ကိုအကြောင်းကြားပြီးအိမ်ကိုရှောင်းတခင်လာစစ်တာမျိုးရှိနိုင်ကြောင်းကိုပြောပြခဲ့ပါတယ်။ထို့အပြင်၎င်းကွန်ဒိုက်ဒါရိုက်တာဆိုသူမှာသူတို့ရဲ့အိမ်နီးနာခြင်းဆိုတာကိုသိလိုက်ရပြီးနှစ်ယောက်စလုံးအံ့အားသွန်းသွားခဲ့ပါတယ်။ခဏကြာမှဝူဂျူကအိမ်ကထွက်လာခဲ့ပြီးမမျောလင့်ပဲသူ့ကိုဝမ်းကွဲသူ့တော်တို့နဲ့လမ်းမှာဆုံးခဲ့ပါတယ်။ဒီချိန်မှာကွန်ဒိုက်ဒါရိုက်တာဆိုသူကလည်းရောက်ရှိလာခဲ့ပြီးခမည်းမိတ်မရောလုံမိတ်လိုက်ချိန်မှာအွန်ဆူးနဲ့သူ့တော်တို့ဟာနားဆွပြီးအံ့အားသွန်းသွားခဲ့ကြပါတယ်။ ဒီချိန်မှာမယ်ရီကလည်းထွက်လိုက်လာပြီးကင်ဝင်ဂျူတယောက်ဘေးကျန်းနေချင်ဖြစ်သွားပါတော့တယ်။ဒါကတော့ဒုတိယပိုင်းပဲဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။